ဒီစစ်ပွဲပဲသူပဲနဲ့နိုင်တိုင်းပြည်ရှုံးနေပြီးသားစစ်ပွဲတစ်ခုရဲ့အစုပ်ဖြတ်ကမြေပြင်ကတိုက်နေတဲ့တိုက်ကွင်းထဲမှာမရှိဘူး။တိုင်းပြည်တပြည်ရဲ့အနာဂတ်မျိုးဆက်ကိုဘယ်သူကထိချုပ်မှလဲ။ဒါမှမဟုတ်ရင ဘသူကစနစ်တကျဖျက်ဆီးမလဲဆိုတဲ့အပေါ်မှာမူတည်နေတယ်။ဘာဖြစ်လို့လဲအခုမြန်မာပြည်မှာစကက်စစ်ပွဲကအမြေပြင်မှာဖြစ်နေတာတဲ့ပို့ပြီးနဲ့နဲပါတယ်။အဲ့ဒါကမျိုးဆက်တစ်ခုလို့ကိုမဟာဗျူဟာကြကြခြေမုတ်တဲ့ပွဲလို့ဖြစ်နေတယ်။လူငယ်မျိုးဆက်အဓိကစိတ်မှုတန်ဥပဒေလူသေးစုတဲ့မိုက်ကြီးခွဲနီလန်းလို့ပဲပြောရမှာပါပဲ။တေချာဆရာကြီးနော် လူတဲစုတဲ့မိုက်ကြီးခွဲနီလန်းလို့ကျွန်တော်တို့မြင်ကြတာကစက်ကောက်စီအတင်းတမစုတယ်ပေါ့မဟုတ်ဘူးတကယ်တော့ဒါဟာလူငယ်မျိုးဆက်တစ်ခုလုံးရဲ့ရွေးချယ်ခွင့်အားလုံးကိုပိတ်ပင်လိုက်တဲ့မဟာဗျူဟာမြောက်စီစဉ်ထားတဲ့လက်နက်တစ်ခုပဲစက်ကောက်စီရုံမှလည်းအချက်ပြောပါတယ်အဲ့ဒီဥပဒေအောက်မှာလူငယ်တယောက်ဟာရွေးချယ်စရာ၃ခုပဲရှိတယ်နံပါတ်၁တော်လာရေးထက်ဝင်လက်နက်ကြိုက်နံပါတ်၂ပြပောက်ထွက်ပြေးနံပါတ်၃ ပြည်တွင်းမှာပဲပေါ့ရှောင်ပြီးတော့အနာဂတ်ကိုဘာမှမမျှော်လင့်တဲ့အခြေအနေနဲ့အရှင်တန်ပြီးတော့လှောင်နေရတော့မယ်အခြေအနေသုံးခုပဲရှိတယ်မဟုတ်လားဒီသုံးနည်းပဲရှိတယ်တော်လိုင်းထဲဝင်လက်နက်ကြိုက်တိုက်ပြည်ပေါ့ကိုရအောင်ထွက်ပြေးမဟုတ်ရင်ပြည်တွင်းမှာပေါ့ရှောင်ပြီးတော့အနာဂတ်လည်းဘာမှမရှိပဲနဲ့ပုံရင်းရှောင်ရင်းနဲ့ရှင်တန်ပြီးလှောင်ဒီလမ်းကြောင်းသုံးခုလုံးတေချာစဉ်းစားကြည့်အောင်နောက်ဆုံးရလက်ကအတူတူပဲ ဲ့ဒါကနိုင်ငံတကာနိုင်ငံရဲ့အဓိကတာမဏိကျော်ရိုးဖြစ်တဲ့လူငယ်အင်အားစုလုံးဝပြိုကွဲသွားတာပဲ။ဘာဖြစ်မလဲစဉ်းစားကြည့်လေအရေးတအားကြီးတဲ့အဲ့ဒီအားနေပြီးတော့ဆက်ဆက်ပြီးဓာတ်ရိုက်အကျိုးဆက်နှစ်ခုထွက်လာတယ်။နံပါတ်၁ကအားလုံးအခုကျွန်တော်တို့မြင်နေရတဲ့ passport ကိုခိုးလန်းနေတော့ကြားတယ်လို့လို့အပီးတိုင်းနိုင်ငံကနေထွက်ခွာသွားတာပဲ။နော်ပညာတတ်တွေပါမယ် ပတ်စံနည်းနည်းပပအစဉ်ပြေတဲ့လူပါမယ်ကျွမ်းကျင်တဲ့လုပ်သားတွေပါမယ်အဆက်အသွယ်ရှိတဲ့လူငယ်တွေနိုင်ငံကားနေပြီးတော့အလုံးရင်နဲ့အဆွတ်ခွက်ထွက်ပြေးကြတယ်ရတဲ့နေရာနေသွားတယ်ဒါကမြင်တာတဲ့နော်အပြင်ပိုင်းတွေးထွက်လွန်တဲ့အခြေအနေဒုတိယအချက်ကပိုပြီးအန္တရာယ်များတယ်ဘာဖြစ်လဲထွက်ပြေးလို့မရတော့တဲ့ပြည်တွင်းမှာကြံခဲ့တဲ့အခြေအနေပေါ့လူငယ်တွေကပတ်စံလည်းမရှိဘူးအသိပညာတတ်ပညာအဆက်အသွယ်လည်းမရှိဘူးပြည်တွင်းမှာကြံခဲ့တဲ့အခြေအနေမှာ ဘာဖြစ်လဲဆိုရင်ပျောက်ဆုံးသွားတဲ့မျိုးဆက်တစ်ခုလိုမျိုးဖြစ်တော့မဲ့အခြေအနေပဲစဉ်းစားကြည့်စိတ်ဓာတ်ရတင့်နေတယ်ဘာမှလည်းလုံးနိုင်ဆွမ်းလည်းမရှိလုံးလို့ရတဲ့အခွင့်အရေးမရှိအလောက်ကလက်မဲ့ပြီးတော့လုံချုံလောက်ဆိုမလုံချုံဘူးပဲချိန်မှာဘယ်သူလည်းနဲ့သိမလဲမသိဘူးရှင်တန်ရင်နဲ့မူရစေဝါနော်စိတ်ညစ်ပြီးတော့မူရစေဝါတခြားရာဇဝတ်မှုအဲ့ဒါတွေအသားကောင်ဖြစ်သွားတာပဲကြားဖြန့်လို့ပါလို့ရဲ့ခရက်တရောက်သွားတာရှိတယ်လေအများကြီးပဲ ဒါဟာမမြင်ရတဲ့အတွင်းပိုင်းသွေးယူစည်းမှုအပြင်အသွေးထွက်လွန်မှုအဲ့နလန်အဲ့နကူပေါင်းလိုက်တဲ့အချိန်မှာမြန်မာနိုင်ငံဟာဘာဖြစ်သွားလဲအသိပညာအရင်းနီးလူသားအရင်းအမြစ်လောဝဗော်ကန်ကြီးလေဟာနေကြီးဖြစ်သွားတယ်လူငယ်ရတန်ဖို့တီးဖို့တော့လို့တော့ပေါ့ဗျာအဲ့ဒါဖြစ်မဖြစ်ဒီတိုင်းဆက်သွားရင်ဘာမှမစင်းစားနဲ့အရှိအလားလားကရှင်းရှင်းကြီးပေါ်နေတယ်စစ်ပွဲပြီးသွားရင်တော့တိုင်းပြည်ကိုပြန်ထူမတ်ဖို့ အဓိကဦးစာမောင်းနေနိုင်တဲ့လူငယ်အင်အားစုအင်မတန်အင်မတန်ကိုနှဲသွားပြီဘာဖြစ်လဲလူရှိနေတဲ့စိတ်ဓာတ်ရောင်နဲ့အသက်မွေးဝမ်းကြောင်းပညာရက်တွေနဲ့အဆက်ပြတ်နေတဲ့လူငယ်ကိုတိုင်းပြည်ကိုပြန်လဲတည်ဆောက်ဖို့မပြောနဲ့အဝန်ထုတ်ဖို့ဘိုးတော်ဖြစ်မှာပဲမျိုးဆက်သစ်တွေဟာနိုင်ငံအတွက်အင်အားတစ်ခုမဖြစ်တော့ပဲဝန်ထုတ်ဥဝန်ပိုးတစ်ခုလိုဖြစ်လာလိမ့်မယ်ဟုတ်လား ီတော့အားကြောင့်ကျွန်တော်ပြောတော့ပေါ့စစ်ပွဲဟာဘယ်သူကနိုင်တယ်ဘယ်သူကရှုံးတယ်ဆိုတာတွေတစ်ချက်အစပေါင်းများစွာပို့ပြီးကြောက်စရာကောင်းတဲ့နိုင်ငံတစ်ခုရဲ့ရည်ရှိပျက်စီးခြင်းဖြစ်နေပြီတကက်ချက်မိတ်ချက်လောကအသိကွင်းသိကွက်တွေရောက်နေပြီဒါဟုတ်စစ်တပ်ကြောက်လို့လောကပုတ်ချလို့မရဘူးလက်ရှိအခြေအနေကစစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲပြဿနာတစ်ခုလို့မြင်လို့မရဘူးနော် နိုင်ငံရဲ့အနာဂတ်ကိုစနစ်တကျဖျက်ဆီးနေတဲ့မျိုးဆက်တစ်ခုရဲ့တိုက်ပွဲတစ်ခုဖြစ်သွားပြီအဲ့ဒီအတွက်လိုအပ်တဲ့မျိုးဆက်အပြန်ပြီးတော့ရှောက်ဖွေးမယ်ဆိုရင်ဒီမြန်မာနိုင်ငံအခြေအနေနဲ့လွယ်ပါမလားပြီးတော့အဲ့ဒီသွေးရုပ်စည်းမှုကိုတော့တားဖို့တော့မစင်စားကြသေးဘူးတားလည်းမတားနိုင်ကြသေးဘူးအာရုံလည်းမလာဘူးစစ်တပ်ကတော့စနစ်တကျကိုပဲအည်ရွယ်ချက်ရှိရှိဖျက်ဆီးနေတယ်သူအနာအတွက်ပြီးတော့ဒီစက်ပွဲပဲသူပဲနဲ့နိုင်တိုင်းပြည်ရရှုံးမှာပဲ ပြောမေးချင်တာကဒီသွေးရုပ်စီးမှုကိုဘယ်လိုတားမလဲဆိုတဲ့မေးခွန်းမဟုတ်တော့ဘူးအဲ့ဒါကမေးခွန်းကြော်သွားပြီ2023လောက်ကစစ်မှုထမ်းဆောက်ခေါ်တဲ့အချိန်မှာမေးရမှာအခုကအဲ့ဒီသွေးရုပ်စီးမှုဘယ်လိုတားမလဲမဟုတ်ဘူးမတားနိုင်တော့တဲ့အစုံဟုတ်လားပျက်စီးသွားတဲ့မျိုးဆက်တစ်ခုရဲ့အပျက်စီးဝေပေါ်မှာ ကျွန်တော်တို့ကတိုင်းပြည်ကိုဘယ်လိုပြန်ပြီးတည်ဆောက်မှာလဲစေဆွဲနေတဲ့ နော်အာရာဇဝတ်မှုတွေနဲ့ပတ်သက်နေတဲ့လူဆိုးတခိုးစိတ်တွေဝင်သွားတယ်အကျန်းပဒန်းစိတ်ရိုင်းတွေဝင်သွားတယ်မဟုတ်ရင်လည်းစိတ်တန့်ရာကြီးအကြီးကျယ်နဲ့စစ်ကြီးပြီးသွားပြီဆိုရင်တော့ပဲအဲ့လူငယ်တွေပါအလုံးမလုံးလို့မရသေးဘူးဒီတော့ဗျာစဉ်းစားကြည့်ပျက်စီးသွားတဲ့မျိုးဆက်တစ်ခုရဲ့အပျက်စီးတွေပေါ်မှာတိုင်းပြည်ကိုဘယ်လိုပြန်တည်ဆောက်ကြမလဲဆိုတာအခုကတည်းကနေပြီးတော့ပြင်ဆင်ထားဖို့လိုနေပြီဆိုတော့ကျွန်တော်အထူးတင်ပြချင်တာအဲ့ဒါမရရင်စေပတ်တိုက်တိုက်ရှုပ်ရှုပ်နိုင်နိုင်တိုက်ပြီးအပြက်မှာပဲ။